မင်္ဂလာပါကျွန်တော်ဗလော့လေးမှာကြိုဆိုပါရစေဒီနေ့တော့ကြောင်းမြောင်းတီရာလန်တဲ့ကိုရောက်နေပါတယ်ဗျမွန်ချက်လက်ရလေးနဲ့ရောင်းမိတဲ့ရင်းရင်ချိုမော်လမြန်တမင်းဆိုင်လေးမှာတွားစားပါမယ်ဗျရေးတဲ့ချီလက်ချီပေးပါအောင်ဗျ ါလေးကရမုတ်ကိုမိုးချက်လက်ရလေးချက်ထားတာပါဗျာဒါလေးကမြင့်နဲ့ဝတ်သားနဲ့မိုးချက်လက်ရလေးပါဗျာဒီတကြီးစားကြပါဦး ုံချက်လေးရလေးဆိုတော့အချင်းတက်လေးပါပါတယ်ဗျာ ဝက်မွန်ချက်ကဝတ်သားကိုအချင်းနဲ့လစ်ပအောင်ချက်ထားတော့အည်ပြည်စီပါတယ်။ငါးမွန်ချက်ကလည်းငါးအတုံးကြီးကြီးဆိုတော့အသားစားရတဲ့ရာသာကထိမိစေပါတယ်။ မင်းနဲ့ဟင်းကအေးမာတဲ့ပေါ်မူတည်ပြီးတပွဲကို3000 3500 4000ရှိပါတယ်။ငပိတိုးစီကအရေးတော့ပါပါတယ်။လိုက်ခွဲကတပွဲကို900ပါ။ဟင်းဂျိုကကော်ပြီးချင်မောင်ဟင်းဂျိုလေးနဲ့တိုးစီကရုံးမတေတရတီကော်ပြီးဘဲမောင်တို့ပါပါတယ်။ ုံချက်ဟင်းလေးနဲ့ငပိတိုးစရာနဲ့ဆိုတော့အမေမီပေါ့ဗျာတိုက်ပွဲစပါအောင်မယ် လိုက်ပွဲကထပ်သတိပါသုံးမကန်ပါဗျဆိုင်ကစားပွဲအပြင်ထမင်းပါဆယ်ကလည်းပူရောက်ရပါတယ်။ရောင်းရတယ်ဆိုတာကလည်းစားတဲ့သူအနေနဲ့အရသာရှိတယ်၊တန်တယ်၊စီချိုးတယ်၊ဝန်ဆောင်မှုတွေကောင်းနေတာ ရှိနေလို့လို့ပြောပါမယ်။မွန်ချက်လေးရလေးနဲ့သမီးလေးကောင်းကောင်းစားခြင်းဒီဇိုင်းလေးကို recommend ပေးပါတယ်ဗျ။ ကျွန်တော်ကတော့မုံချက်လက်ရလေးနဲ့စားကောင်းပါတယ်မုံယူရလက်ရလေးနဲ့ထမင်းလေးစားမယ်ဆိုရင်ရသလေးကောင်းပါတယ်ဗျစားဘွက်ကအသားဟင်းနှစ်ဘွက်ရုံးမလီစည်းကျော်လိုက်ဘွက်သုံးဘွက်ပါမှ9500ပါတကယ်တန်ပါတယ်ဗျအရသာလည်းရှိပါတယ်မုံချက်လက်ရလေးစားရပါတယ်ဗျတရီရတော့ခြိုက်လို့ထထိုးနှင်းလေးပါဆယ်ဝယ်ပါတယ်ဗျ နောက်ပရိုလီမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးပါ